ဖရစ်တက်အလုံးမဲ့မင်္ဂလာပါရှင်မှန်တဲ့ကတဲ့ channel နဲ့ပြန်လဲကြွဆွန်လာရပါရှင်မြောက်နိုင်တဲ့စကောင်းဆောင်များကို ICC အပောင်းဝင်နိုင်ငံတကာတရားရုံးများကတရားစစ်ဆင်မှုအပေါ်မှာစိုးရင်စရာမရှိကြောင်းဆိုမီတာထုတ်ဖော်ပြောဆိုထားခဲ့တယ်လို့သိရပါပြီစကောင်းဆောင်မြောက်နိုင်တဲ့တခြားစကောင်းဆောင်များကိုအပိပိဆိုင်ရာရာဇဝတ်တရားရုံး ICC အပောင်းဝင်နိုင်ငံတကာတရားရုံးများကတရားစွပ်စုခြင်းနဲ့ပတ်သက်၍စိုးရင်စရာမရှိကြောင်းစကောင်းဆောင်ပြောရေးဆိုခွင့်ရှိသူဆိုမီတာကတရင်းဌာနနဲ့တိတက်တွေ့ဆုံမိမြတ်ခန့်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါပြီ မြန်မာစစ်တပ်အနေဖြင့်နေကြောင်းတက်ခတ်မှုများအပအဝင်ပြည်သူများအပေါ်မှာတက်ခတ်နေပြီးနိုင်ငံတကာကလည်းလူသားမျိုးနွယ်အပေါ်မှာကျူးလွန်တဲ့ရာဇဝတ်များဖြင့်ဝေဖန်နေကြပြီးအင်ဒိုနီးရှားတူရကီဖိလစ်ပိုင်နဲ့အိုင်စစ်စစ်တရားရုံးတွေတရားဆွဆွရန်ဆောင်ရွက်နေကြပြီးမကြာသေးမီမှာဖိလစ်ပိုင်တမရဒူတာတွေကိုအိုင်စစ်စစ်တရားရုံးတို့ပို့ဆောင်ဖမ်းဆီးမှုများရှိခဲ့ပါတယ်။ထို့ကြောင့်စစ်ကောင်စားများအနေဖြင့်၎င်းရဲ့အခြေအနေပေါ်မှာစိုးရိမ်မှုရှိပါသလားဟုသတင်းဌာနမှသတင်းထောက်ပံ့မေးမြန်းခြင်းအပေါ်မှာစိုးရိမ်စရာမရှိဟုစစ်ကောင်စားပြောခွင့်ရပို့ချုပ်ဆောင်မြင့်ထွန်းကပြန်လည်ဖြစ်ဆိုခဲ့ကြောင်းသိရှိရပါတယ်။ ။ဘာမှစိုးရင်ဆရာမရှိပါဘူး။ဘာအကြောင်းနဲ့မှစိုးရင်ဆရာမရှိပါဘူး။ PDF တွေကရွာထဲမှာနေကြရင်သူတို့ကအရက်ဝတ်တွေနဲ့စစ်တပ်ကိုတိုက်ခိုက်တယ်။စစ်တပ်ကပြန်တိုက်ရင်အရက်သားဖြစ်သွားတယ်။ဂျာတွေက PDF တွေရဲ့တာဝန်သားဖြစ်ပါတယ်။ ICC ပဲဖြစ်ဖြစ်၊ဘဒူပဲဖြစ်ဖြစ်စစ်တပ်အနေနဲ့ကငြိမ်းချမ်းရေးနဲ့ပြည်သူလူထုကာကွယ်ရေးကိုအဓိကအာရုံထားပြီးလောက်ရမှာဖြစ်ပါတယ်ဟုဆော်မင်းချော်ကတုံ့ပြန်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။ 2023ခုနှစ်ဧပြီလ17ရက်နေ့တွင်စကိုင်းတိုင်းတမ်ပလူမြို့နယ်အတွင်းရှိပစီကြီးကြီးရွာကိုစက်ကောင်စီကလေကြောင်းတိုက်ခတ်ကြရာတွင်ပြည်သူ168ဦးသေဆုံးခဲ့ပြီးအသေဆုံးသူများထဲတွင်ခရီးငယ်များပါဝင်တိုက်ခတ်ကြောင်းသိရှိရပါသည်။ထို့တိုက်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီးတရင်ဌာနကမေးမြန်းရာတွင်ဆိုမင်းထွက်ကစစ်ပွဲများမှာဘေးထွက်ဆိုသူရှိကြောင်းတောင်ကျမ်းသူများကို၆ခန်းနှင့်တိုက်ခတ်ခံရမည်ဖြစ်ပြီးသေဆုံးသွားတဲ့ကလေးများဟာတောင်ကျမ်းသူများရဲ့အစိတ်ပိုင်းဖြစ်ကြောင်းပြန်လည်ပြောဆိုထားကြောင်းသိရှိရပါသည်။ကြားရတဲ့ဆက်ပင်မှုကျွန်မပဲကြားနာကိုပြောပါရှင်အပင်နာဆင်မှုအတွင်းအထူးပဲ 我挺喜欢的，真的。